วีพันยิงทองแดงแม่มาท้ยิงทองแดงมาท่าแข่ยิงทองแดงแป้งไปยิงแล้วทองแดงแป้งไก่ยิงแล้วทองแดงปลาซ่าให้ยิงทองแดงไล่เชียรเปยยิงแล้วทองแดง တို့ပြည်သူတွေကိုဒဏ်တွေပေးတာများလို့မတောင်းမမမိနိုင်ဘူးเนาะအများကြီးပဲကြံနေသေးတယ်เนาะပြည်သူအပေါ်ဒဏ်ပေးတရုံနဲ့အစိုးရလောက်အောင်မဲတဲ့မအီလို့မင်းအောင်လည်းကစောက်ဆက်တရားမရှိဟင်အစိုးရလောက်ပြီးဒုက္ခပေးမဲ့အစားနိမိမတူတူခေါ်ကိုလေထိုင်လုံနေရင်တောင်ပြည်သူအတွက်အကျိုးစီအောင်မဲ့မအီလို့ရဲ့အချိန်မီ၍အာနာသိမ့်နိုင်တဲ့အခွင့်အရေးဟာသူတို့လက်ထက်မှာရှိနေသေးသမျှဆက်အာနာရှင်စနစ်ဆက်ရှိသေးတယ်လို့ပြောရမှာပါဒါကိုမမေ့ပါနဲ့ဆက်အာနာရှင်ရဲ့လက်ထက်မှာ တနက်ရှိနေသေးသမျှတော်လိုင်းရေမပြီးသေးဘူးလို့ပဲတတ်မှတ်ရမှာပါတော်လိုင်းပြောတွေအားလုံးပဲမင်္ဂလာပါဆိုတော့အော်တိုဘလာ9ရက်နေ့ဖြစ်ပါတယ်ပထမဦးစွာတော်လိုင်းရေနဲ့ပတ်သက်တဲ့သတင်းဥတွေသတင်းချူတွေသတင်းကောင်းတွေကိုရေဦးစားလာဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်ပရောင်းစိုးတရီတီကတော့2021ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းခဲ့ပြီးတဲ့နောက်မှာတယ်လီနောကမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေကိုရုပ်သိမ်းပြီးတော့မှပြန်လည်ထွက်ခွာခဲ့တယ် ဆိုတော့ Norway အစိုးရပါဗောနော်ဒါကျွန်တော်တို့ဒါရှေ့ဟာအများစုထိန်းချုပ်ထားတဲ့ company ကြီးကတန်းနဲ့ချီတဲ့များပြားတဲ့သုံးဆွဲသူတွေရဲ့အချက်လက်တွေကိုစစ်တပ်စီလွှဲပေးခဲ့ပြီးတော့မှစစ်တပ်ကအဲ့ဒါတွေကိုအသုံးပြုတော့မှအရသားတွေကိုခြေရကန်ဖမ်းဆီးတာဒါကျွန်တော်တို့ပြစ်မှတ်ထားပြီးတော့မှဖြိုခွင်းတာတွေလုပ်ခဲ့တယ်လို့မြန်မာအရက်ဖက်အဖွဲ့အစည်းတွေကပြောတယ်ဗောနော်တယ်လီနော့စီကနေရလာတဲ့အချက်လက်တွေကြောင့်စစ်တပ်ဟာအာဏာသိမ်းမှုစန့်ကျင်အင်အားစုတွေကိုဖြိုခွင်း ဖန်ဆင်းနိုင်ခဲ့တယ်ဒါကျွန်တော်တအူးတအူးပေါ့နော်ဒါကျွန်တော်လက်ရှိတအူးကိုလည်းဒါကျွန်တော်တို့ကွက်မြက်ခဲ့ရလဲဆက်ဆက်ချက်မှာပါရှိခဲ့တယ်ပေါ့နော်အဓိကတော့တအူးမကပါဘူးကိုစရာတော်တို့ကိုချင်ပြီးတို့ဆိုလဲဒီဒီဒီတယ်လီနုံနဲ့ပတ်သက်တယ်တေချာတခုကဒီဟန်နဲ့ပတ်သက်ပြီးတော့မှတယ်လီနုံကမြန်မာနိုင်ငံဆက်ခွာချိန်မှာသူရွေးချယ်ခဲ့တဲ့လုံထုံးလုံးတွေနဲ့ပတ်သက်ပြီးတော့မှနော်ဝေးဆွေးရရဲ့စုံစမ်းစစ်ဆေးမှုတွေလည်းဒါကျွန်တော်ကြုံခဲ့မှုတယ်ကော်မတီကတော့မြန်မာအချက်တဲမှာဂျာညက်ချင်းအခက်ခဲတဲ့အခြေအနေမျိုးတွေပြောထားတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ တို့ကိုဒါထိုက်တန်တဲ့အပြစ်တခုကျွန်တော်ကတော့ရားစေချင်တယ်ဒါမှသာလေဒီကောင်တွေနောင်ကျင်သွားမှာဒီခွေးတောင်းသားတွေကြောင့်တော်လိုင်းကြီးမှာတကယ်အားကိုးရတဲ့ရဲဘော်ရဲဘက်ကျွန်တော်ညီကိုတော်တွေဆုံရှုံလိုက်ရတာအများကြီးပဲဒါကြောင့်မို့လို့အေးယူတင်တဲ့အရာတခုကိုယူပေးပါလို့ပလာတာကြီးကဒီနေရာကနေပြီးတော့မှနော်ဒါကျွန်တော်တို့ကြဆုံးခဲ့ရတဲ့ရဲဘော်တွေရဲ့ကိုစားဖမ်းခံခဲ့ရတဲ့ရဲဘော်တွေရဲ့ကိုစားဒီနေရာကနေပြီးတော့မှနိုင်ငံတကာအစိုးရနော်ဝေအစိုးရကိုတောက်ဆိုချင်ပါတယ် ောက်တဲ့သတင်းလေးကတော့အာရကတော်အေဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်တွေကအမ်ပရန်လမ်းဘော့ကအချက်ပတ်ဆက်တဲ့စစ်ကိုစစ်ကြောင်းနေတဲ့ကာကင်းစခန်းကောင်းတွေကိုအပိတဲ့တက်ခတ်တိတ်ပိုက်ချိန်မုံပြီးတဲ့နောက်မှာလက်ရှိနှစ်ဖက်တိုက်ပွဲတွေဟာကပ္ပစဆက်လေးနဲ့ဇင်ပြွန်းရွာလက်နက်ကြီးအထိုင်စခန်းရဲ့တမိုင်ခန့်အကွာကိုရောက်ရှိလာပြီလို့သိရတယ်ပေါ့ပြောချင်တာကပ္ပစဆက်လေးနဲ့တမိုင်အကွာမှာပဲရှိတော့တယ်အဲ့တော့အဲကပ္ပစဆက်လေးမကြငင်ဘလို့အသိခံရမလို့ဆိုတော့စောင့်ကြည့်ပါလို့မိသားစုတွေကိုဒီသတင်းလေးကိုပြောပြချင်တာဖြစ်ပါတယ်နောက်တဲ့သတင်းလေးကတော့အာရသိန်း စစ်ကောင်စီရဲ့ခလာယာတက်တန်ရတဲ့တရင်ကတပ်ဖွဲ့ဝင်တပ်သားတို့ကကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာလေး KNDO တရင်ခွန်ထံကိုအလင်းဝင်ခေါ်လွန်လာတယ်လို့ကရင်မျိုးသားအစည်းအရုံး KNU ဗိတ်ဝဲခရမ်းနေမှာထုတ်ပြန်လာတယ်အဲ့ဒီအလင်းဝင်လာတဲ့တပ်သားကစစ်ကောင်စီရဲ့အာဓမစုဆောင်ခံခဲ့ရတဲ့စစ်မှုရတပ်သားတွေဖြစ်ပြီးတော့မှအော်တိုဘလာ6ရက်နေ့ကပလောမြို့နယ်လေမူလာမြို့နယ်ပေါ့နော်အဲ့တော့အတွင်းမှာအလင်းဝင်ရောက်ခဲ့တာဖြစ်တဲ့အလင်းဝင်လာတဲ့တပ်သားနဲ့အတူ AMI 1တနက်တလက်ကြီအပါဝင်ကြီပေါက်၄ခုပါလာတယ်လို့သိရတယ် ဆိုတော့သူ့အတွက်တော့ထိုက်တန်တဲ့အရာတခုသူရမှာပေါ့တော့ဒါတော့နေနေစင်တိုင်းလိုလိုမှာအလင်းဝင်လာတာတောက်လျှောက်ပဲအခုချိန်ဒီအလင်းဝင်နေတော့မယ်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့မင်းတို့စစ်တက်လို့မပေးနဲ့မင်းတို့မင်းတို့ရဲ့တက်ကိုအလင်းဝင်တက်လို့ပေးလိုက်အလင်းတက်ပေါ့ကွာအခုလည်းအလင်းဝင်လာပြန်ပြီမင်းတို့ပစင်ကလေးကထွက်ပြေးရတာနဲ့ခိုးပြပွက်ပြေးပြေးရတာနဲ့ကလန်တိုင်ဘူပိကကြီးတေးရတာနဲ့အလင်းဝင်ရတာနဲ့ဘယ်နေရာမင်းတို့နိုင်နေရတော့နော်မင်းတို့ငါလေခဲပြောတာမင်းတို့အံအောင်လို့မစုံမင်းတို့ကောင်းနေလေတကယ်ပြောတာအဲ့တော့နောက်ထပ်သတင်းလေးကတော့1 more တိုက်ပွဲ စက်ကောင်စီတိုက်ရဲကာကဲစခန်းတစ်ခုကို KIA ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းမိုက်ခဲ့ပါတယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လက်မြန်ကြီးရွာအနီးတိုက်ပွဲမှာစက်ကောင်စီနဲ့ပြည်သူ့စစ်တွေတပ်ဆွဲရာကဲစခန်းတစ်ခုကိုကချင်လူလတ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းမိုက်နိုင်ခဲ့တယ်လို့ကချင်စီရဲ့သတင်းမြစ်အချို့ကသိရတယ်။ဆိုတော့လက်ရှိအခြေအနေတစ်ခုမှာတော့တိုက်ပွဲတွေကတော့အပြင်းထန်နေသေးပဲပေါ့နော်။အနာဒေသကောင်စီတက်က KIA တိမ်းပြထားတဲ့နေမျိုးတွေကိုပြန်ရဖို့အတွက်ဥတီပြီးတော့မှဝိုင်းမော်မြို့နယ်လမေယာဘက်ကိုထိုးစစ်ဆင်လာတယ်။အဲ့တော့ထိုးစစ်ဆင်လာတဲ့အဥစ္စာကိုကျွန်တော်ညီကိုတွေက အဲ့တော့ဒီကောင်လေးရှိနေတဲ့ကာကင်းစခန်းတစ်ခုကိုတိမ့်ပလိုက်တယ်သူစင်နော် KYN ရဲ့ပူပေါင်း PDF တွေကျုံးချက်ကြီးအားရစရာကြီးဒါပေမဲ့ဒီနေ့ကတော့ကရင်နီပြည်နယ်တိုက်ပွဲတွေမှာစစ်မှုတဲ့စစ်သားတက်တွေတည်ဆောင်းထိခိုက်မှုများပြားနေပြီးတော့မှလမ်းဘေးမှာဖြစ်တယ်လို့ကြေညာရတယ်နော်ဒါကိုလည်းစစ်တပ်ကမိသားစုထံကိုအကြောင်းမကြားဘူးလို့ KYN အမျိုးသားများကဝေးတဲ့ KNDFC ကိုအလင်းဝင်လာတဲ့ကျွန်တော်စစ်ကောင်စီတပ်သားပြောတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ ရှေ့တန်းမှာဆိုရင်လည်းရှေ့တန်းလျောက်တို့တွေအရေးပေါ်ပေါ့နော်ဒါပြောမှဆိုရင်ဒီကောင်ဒီကောင်ရဲ့တို့ရဲ့အလောင်းတို့ရဲဘော်ရဲ့အလောင်းကိုဒီကောင်နေဟန်အောင်မဆောင်နိုင်ပါဘူးနော်ဟန်အောင်မဆောင်နိုင်ပါဘူးတခါကျထားခဲ့တဲ့ဥစ္စာမျိုးတွေရှိတယ်ဒါဒီလိုမြုပ်ပေးတဲ့ဆိုတာပဲကျေးဇူးတင်ရမယ်တိလားမြုပ်ပေးတာပဲကျေးဇူးတင်ရမယ်လို့ဆိုဟိုကောင်ဘောကဘလို့ဘလို့မျိုးဘယ်ဘယ်ပုံမောကမဘလို့ကြက်စားလို့ကြက်စားမှမသိဖြစ်နေမှာပြောမှအစိမ့်တွေဘဝနဲ့ပေါ့ဗျာသေတာအစိမ့်တွေဆိုတော့လေဆိုတော့ပြောချင်တာကပါလဲဆိုတော့သေလိုက်ရင်လည်းစုံမှုလည်းစစ်သားတဲ့တွေပဲအဲ့စုံမှုလည်းစစ်သားတွေရဲ့ရှေ့ရနေကန်တိုက်ပြီးတယ် ခွေးတော်သားတွေနောက်ွယ်ရနေပြီးတော့မှအဲ့ဒီနောက်ွယ်ရပြစ်လိုက်တဲ့ဂျီနဲ့အဲ့စစ်ဝင်တဲ့စစ်သားတွေတေးတာရှိသေးတယ်ကျွန်တော်တို့ပြစ်တာတွေတေးတာမဟုတ်ဘူးနော်အဲ့အဲ့ဒီနောက်မှာရှိနေတဲ့ကောင်တွေအရာရှိဆိုတဲ့ကောင်တွေပြစ်လို့အဲ့စစ်ဝင်တဲ့စစ်သားတွေတေးတာရှိသေးတယ်အဲ့တော့ငါပြောချင်တာမင်းတို့ဘယ်နေရာကိုနိုင်နေတာလဲဟင်မင်းတို့တော့စစ်သားမရှိလို့သူများသားသမီးကိုပေါ်တာဆွဲပြီးစစ်ဖို့ထမ်းခိုင်းနေတဲ့အခြေအနေကိုမင်းတို့ကနိုင်နေတယ်ဆိုတော့မင်းတို့ထမင်းစားကြီးတာမှဟုတ်ရဲ့လားချီးစားကြီးတဲ့ကောင်တွေလားတော့ဘလာတာကြီးကပြောချင်တယ်နော်အဲ့တော့သတင်းလေးတွေနားဆင်ပြီးတဲ့နောက်မှာကျွန်တော်တို့ဗီဒီယိုဖိုင်လေးကြီးကြည့်အောင်ပါ

A ¡El Okay. Okay, ya. ¿Ah? သူသိရအမေသူတို့ကတော့သိရသေးတယ်ငါတို့တော့ပိုသိနေတယ်ဒီမိုကရေစီရှိဒိုရဲဒိုရဲတဲ့ကိုရီးယားအောင်သိနေသေးတယ်တပိတ်တပိတ်ဆိုမောက်မောက်တယ်အမေဒီကောင်လေးဆန္ဒပြခိုးခဲ့တဲ့ကောင်လည်းဖြစ်မယ်ကြည့်ရတာပါးစားလေးလားမသိပါဘူးကွာတကယ်ပြောတာရင်းနှီးလည်းမကောင်းဒါပေမဲ့ဟိုစက်သားဟောင်းကြီးတွေလည်းပါပါတယ်ဆိုတော့ပြောနေတာပါလဲဆိုတော့လေမင်းတို့ကဘလူကြည့်ပြီးတော့မင်းတို့ကိုမင်းတို့နိုင်နေတယ်မင်းတို့စက်တက်ကြီးကနိုင်နေတယ်လို့ပြောတာလည်းငါလည်းမသိဘူးပါသေးလား တို့ကြည့်လိုက်အဲ့လိုအဲ့လိုကောင်းလေးပြားတယ်မျိုးရှိမှာလက်ရှိရနော်အဲ့တော့ Notre Dame Valley တခုကတော့တတ်တတ်ခိုင်ပေါ့နော်တတ်တတ်ခိုင်ကတော့တော်တော်လူပါသွားတဲ့ကောင်မပါမေဆုကနိုင်ငံရေးချင်းသားမဟုတ်ဘူးတဲ့ပြောချင်တာကတော့တဖက်လက်နဲ့အမေဆုကိုတခိုးဆိုတဲ့ပုံစံမျိုးနဲ့လက်စားမှုပေါ့ဗျာတခိုးဆိုတဲ့ပုံစံမျိုးနဲ့ပြောလာတာပါဒီဟာကိုကျွန်တော်ကဒီကောင်မအတွက်ဒီကောင်မနဲ့ကျွန်တော်ကြားမှာရှိတဲ့စည်ရင်တစ်ခုနေနဲ့သတ်မှတ်ခြင်းနဲ့တကြောင်မို့လို့မိသားစုတွေကိုလည်းကျွန်တော်ကတင်ပြခြင်းနဲ့တကြောင်မို့လို့ဒီကောင်မဒီကောင်မရဲ့ဗီဒီယိုပေါ့နော်တတ်တတ်ခိုင်ရဲ့ဗီဒီယိုတွေကိုကျွန်တော် တင်ပေးလိုက်ရပါတယ်ကြည့်ကြည့်ပါမှတ်ထားပါရင်းနှီးနှလုံးသားတွေကဘယ်တော့မှမမေ့ပါနဲ့ဒီဟာမှပြောခဲ့တဲ့စကားကိုကျွန်တော်မေးတဲ့တင်မှာအဲ့နိုင်ငံကျင်းသားတို့ဒေါန်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ဦးဝင်းထေတို့အကြောင်းလေးလည်းပါပါတယ်သူတို့လူမြောက်ဖို့အတွက်တောင်းဆိုသွားမှာလားဒါလေးသိချင်ပါတယ်အဲကျွန်မတည်ရတဲ့လောက်ပေါ့နော်ဒါဒါဒါ public information လည်းဖြစ်ပါလေရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာက အတ္တမတ္တရှိပါလေသို့တော်လဲတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင်ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာအာဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာဖြစ်ပါလေရှင်အဲဘာဖြစ်လို့ကျွန်မအဲ့ဒါကိုပြောနိုင်လဲဆိုလို့ရှိရင်အဲဒါတော့ဒါအများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါလေဟိုလူတိုင်းလည်းသိပါတယ်ဒီဒီဘယ်ပုံကောကတော့ဘာပုံမှန်တွေနဲ့အဲထောင်နံဘလောက်ကျတယ်လို့ပါလို့လေ နော်အဲ့ဒါအရေးကြီးပါတယ်ရှင်အဲဆိုတော့ကျွန်မကျွန်မသိတာလေးတခုကျွန်မပြောပြရမယ်ပေါ့နော်ကိုဗစ်ရံပုံငွေဆိုပြီးထရီလီယံနဲ့ချီပြီးရှိပါတယ်ရှင်အဲရှိတဲ့ခါကျဒီငွေတွေကပုံနေတဲ့ခါကျတော့တကယ်တမ်းတော့လောက်ရမှာကအဲတဘာဝပဲညော့ပါရေးဆိုတာအမလန်းနေဆိုလည်းရာသီဥတုခံနိုင်အောင်အဆောက်အဦတွေငလျင်တန်ခံနိုင်အောင်ရာသီဥတုတန်ခံနိုင်အောင် မုန်တိုင်းတန်ခံနိုင်အောင် ပေါ့နော်တဘာဝပဲတန်ခံနိုင်အောင်အဲ့ဒါကြီးစောက်ကြရမှာဖြစ်ပါရှင့်အဲသို့တော်လဲ ။ရတတော်လဲအဲ့ဒီရံမုံငွေတွေကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့သူတွေကအဝါပေါ့နော်ဒီအဲသာပါတော့ husky ဝယ်တယ်လို့ပေါ့နော်အဲပြီးလို့ရှိရင်တခြားဟိုပေါ့သူ့ခေါင်းစဉ်နဲ့မကိုက်ဘဲနဲ့တုံးပြုတ်ခဲ့တာလေအဲပြီးလို့ရှိရင်မလိုအပ်တဲ့အလီလွင့်နေဒါတွေကစစ်ဆေးပေါ်ပေါက်ပါလေရှင်အစစ်ဆေးပေါ်ပေါက်ပြီးတော့မှနောက်ဆုံးတော့အာဒီ husky စီးဘူးကတော့ဒါ anti-dong စမ်းစုကြည်စီးဘူးပေါ့နော်အာနိုင်ငံတော်ပိုင်း ယဟန်ယင်ဆိုပြီးဝယ်တာဖြစ်ပါတယ်အဲတိုးတော်လဲတကယ်ဝယ်တဲ့သူတွေရောင်းတဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာအာဒီအလေလွတ်နေများပြီးတော့မှ အစစ်စေးပေါ်ပေါက်တာတွေအများကြီးရှိပါတယ်ရှင်အဲ့ဒါကိုနောက်ဆုံးဘသူကတာဝန်ခံရလဲဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်ဆိုလို့ရှိရင်ဒါတော့ကျွန်မမေးလို့တာဖြေရတာပါရှင်ဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တာပေါ့နော်ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး ဟိုအချင်းပြက်လဆမ်းမှုဆိုတဲ့ပုံမှန်တွေနဲ့ဆွဲခံထားရပြီးတော့မှတကယ်လဲစစ်ဆေးပေါ်ပေါက်လို့ဟိုတကယ်တစ်တန်ချခံရတာဖြစ်ပါလေရှင်ဆိုတော့မြက်ခိုင်နေများလဝါချင်းရိုက်ပြီးဒီစကားတွေအမေးဖြေလုပ်နေတာတော့ကျွန်တော်ကတော့ထင်မိပါတယ်နောက်တစ်ခုကပါလဲဆိုတော့အမေစုရှိစဉ်တော့ကကြတော့ဒါမျိုးတွေမပြောရဲပဲနဲ့အမေစုကိုမတရားဖမ်းဆီးပြီးထောင်ထဲရောက်တော့မှသာဒီလိုမျိုးစကားတွေထွက်လာတယ်ဆိုတာငကိုရဲကတသက်ခိုင်ဆိုတဲ့ကောင်မက NLD ကနေထွက်ပြီးနောက်ပိုင်းမှာ အမေစုကိုဒီလိုမျိုးဒုက္ခရောက်စေခြင်းနဲ့ဆဲမှာဒီကောင်မကထိတ်ဆုံးကပါပဲနောက်တစ်ခုကပါလဲဆိုတော့ကိုဗစ်နဲ့ပတ်သက်ပြီးတော့မှငွေကျပ် trillion ရှိတယ်เนาะဒါကျွန်တော်တို့ဒါ trillion ရှိတယ်လို့ပြောတယ်အဲ့ဒီဟာလေးလည်းပြောမှဆိုဒီကောင်မတွေတိတ်နားလည်းပဲပေါ်လည်းမပေါ်ပါဘူးအဲ့ဒီမြန်မာနိုင်ငံမှာပဲဟိုကိုဗစ်နဲ့ပတ်သက်ပြီးတော့မှ quarantine center တွေဘယ်နှခုရှိလဲအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှအဲ့ငွေကျပ် trillion ဆိုတဲ့ဟာတွေကဒါပြောမှဆိုရင် နေ့စဉ်နဲ့အမျှယောဂပိုးရှိနေတဲ့လူတွေတောက်လျှောက်ကိုတိုးနေတဲ့ first wave second wave တက်ဝေးအများကြီးပဲဆိုတော့အဲ့ရနဲ့ပတ်သက်ပြီးတော့မှဒီ trillion ဘလောက်တော့မှဟိုဘယ်လိုပြောမလဲခံမှာမို့လို့လဲနောက်တစ်ခုလေရင်ကိစ္စအဲ့လေရင်ကိစ္စနဲ့ပတ်သက်ပြီးတော့မှအမေစုဒီဘာအတွက်ဒီလေရင်ကိုဝယ်ခဲ့ပါလဲဆိုတော့ဥစ္စာတွေအားလုံးကတည်ပြီးသားဒီကနေ့ပတ်သက်ပြီးတော့လည်းပွင့်လင်းမြင်သာစွာချပြပြီးသားပြောစင်တာဘာလဲဆိုတော့လေ ဟိုသူတို့မချစ်တဲ့သူသူတို့မုန်းတီးတယ်လို့ထောင်ထဲရောက်တော့မှသာလေအတန်ကောင်းဟဲ့ပြီးပေါက်လို့ပေးစားရပြောနေတာမချက်ဘူးလားတသက်ခိုင်းရင်လို့ကျွန်တော်ဒီနေရာကနေပြီးတော့မှဒီဟာမကြီးကိုအောက်တန်းသားမကြီးကိုပြောချင်ပါတယ်တော့နင်ရောနင်ရောနင်အတိုင်းဝိုင်းရဟာတွေရောထုံးရင်တရာဘောဆိုတဲ့ဟာတွေရောငါပြန်လာတဲ့တနေ့နေ့ဘယ်လိုလဲမြေနင်းခံရမလဲဆိုတော့မှတ်တာဘောမတွေငါလည်းမထွေးစင်နဲ့အဲ့နောက်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုကတော့ဒါကျွန်တော်တို့မမိုးအမ်အော်စီမမိုးကလည်းဒီမှာမင်းအောင်လည်း share တောက်ပါကြီးရနောက်ထောင်ကြည့်အောင်လူတတ်ပဲ ဓမြတိုက်တယ်ပတ်စုပတ်ဆက်ခိုးဆိုးလူရက်တယ်အစိုးရလောက်ပြီးနိုင်ငံကိုရောပြည်သူကိုပါရောင်းစားကြုံစားပွင့်ဖို့ကြံနေတဲ့မအေလိုတခိုးဓမြအဖွဲ့တွေပြောတော့ဒီမိုကရေစီတဲ့လောက်တော့ရွေးကောက်ပွဲဝေဖန်ရင်ထောင်တန်းမဲမထက်ရင်ထောင်တန်းမထောက်ခံရင်ထောင်တန်းပန်းပန်ရင်လည်းထောင်တန်းပန်းကန်ရင်လည်းထောင်တန်းပစာဟိုင်းထောင်းတယ်လိုက်ရှဲပေးရင်လဲထောင်းတယ်တို့တီသူတွေကိုဒံတွေပေးတာများလို့မတောင်းမမမိနိုင်ဘူး နော်အများကြီးပဲကြံနေသေးတယ်နော်ပြည်သူအပေါ်ဒံပေးတတ်ရုံနဲ့အစိုးရလောက်အောင်မဲ့တဲ့မအီလို့မင်းအောင်လည်းကစောက်ဆက်တရားမရှိဟင်အစိုးရလောက်ပြီးဒုက္ခပေးမဲ့အစားနိမိမ်မကျွတ်ခေါ်လေထိုင်လုံနေရင်တောင်ပြည်သူအတွက်အကျိုးစီအောင်မဲ့မအီလို့ရဲ့ဒီလိုအောက်တန်းစားကိုင်းစားအမျိုးရုပ်တွေလှုပ်တဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့လူတွေထောက်ခံတဲ့ကရင် BGF တစ္ဆာဖောက်လောက်ကောင် DKBA တွေအားလုံးပေါ့နော် ကျန်တဲ့နိုင်ငံတွေစီးရင်လည်းအဲ့ဒီမအေလို့နဲ့အတူတူမအေလို့တွေပဲလို့ငါတို့တည်သူကတတ်မှတ်မယ်အဲ့လိုမျိုးငါပြောလိုက်လို့မိတို့ဆိုင်ကုံကြီးလေးဘောမတွေကအော်မိတို့တွေကစန့်ကျင်နေတာကို မိတို့တွေကပစမမပိတ်တာမိတို့တွေကငြိမ်မမငြိမ်ခံတာအဘကလောက်ရတာပေါ့အဘကကျေရတာပေါ့အဘကဒံပေးရတာပေါ့ဟေးငါတို့အဖေမင်းငါတို့မွေးလာတာလေချီနဲ့ကြွေးတာမဟုတ်ဘူးထမင်းနဲ့ကြွေးတာနော်အောင်နောက်အပြေဝပါလာတယ်လူစိတ်အပြေဝပါလာတယ် နော်အဖေမေမွေးလာတဲ့နောက်ပိုင်းမှာငါတို့အဖေမေကငါတို့ကိုဒီမျိုးမဆောင်မရဘူးနော်အာနာယူရောက်มาတဲ့အချိန်အာနာယူကိုကိုမတရားနှိပ်စက်အနိုင်ကျင့်လို့စင်အလကားထိုင်ကြည့်ပါငိန်ခံပါဆိုတာငါတို့အဖေမေငါတို့မဆောင်မရဘူးဟုတ်တယ်ငါတို့ပြောထားမယ်နော်တီသူပီတာတဲ့နိုင်ငံသားကောင်းပီတာတဲ့လူတွေမိမ့်ပါပီတာတဲ့လူတွေခေါင်းဆောင်ပီတာတဲ့လူတွေနော်လူကြီးပီတာတဲ့လူတွေကအာနာစင်ရောက်မာတာကိုဘယ်သူမှအလကားထိုင်မကြည့်ဘူးငါတို့လိုမိမ့်ပါတွေလူကြီးတွေနော်နိုင်ငံသားတွေက ဒီမျိုးဆက်တဲ့အတွက်ငါတို့မလုပ်ပေးလို့ဆင်းရဲမအေလို့တရားဒီထက်ရက်ဆက်မဲ့ရောက်မှာမဲ့နိုင်ငံကိုအောက်ချောက်ချင်တယ်လို့အောက်ချောက်မဲ့ပြည်သူကိုတတ်ချင်တယ်လို့တတ်မဲ့အနာကကိုဖျက်ဆီးခြင်းမျိုးဖျက်ဆီးမဲ့ငါတို့လွတ်ထားလို့မရဘူးအဲကြောင့်ငါတို့လောက်ရတဲ့နေနဲ့ငါတို့လောက်ရမယ်မအေလို့အာစစ်မိတ်ဆာကောင်တွေကငါတို့ရတဲ့နေနဲ့တော်လန်ပေးရမယ်စီးတဲ့အချိန်လေးနဲ့လောက်ပေးရမယ်ဘယ်နိုင်ငံမှာဘယ်နေနေဘယ်နေရာမှာဘယ်ရောက်ရောက်မြန်မာပြည်သားဖြစ်လို့ဆင်းကိုဘဝကိုမမေ့နဲ့ကိုနိုင်ငံကိုမမေ့နဲ့ကိုကိုမျိုးကိုလူမျိုးကိုမမေ့နဲ့ နော်ကိုလူမျိုးဒုက္ခရောက်လာပြီကိုရဲ့တန်းပြီဒုက္ခရောက်လာပြီဆိုရင်ကိုပြန်တော့ကူညီဖို့ကာကွယ်ဖို့ကဲတင်ဖို့အရောက်တိုင်းမှာတာဝန်ရှိတယ်နော်အာနာယူရောက်မှာတိုင်းငါတို့ထိုင်ကြည့်လို့မရဘူးနော်ငါတို့ထိုင်ကြည့်လို့စင်ငါတို့တရားခွေးထက်ဆိုတာငါတို့တရားတာဝန်မကျေဘူးငါတို့တရားလူမပီတာတော့ဘူးငါတို့တရားနိုင်ငံသားကောင်းမပီတာတော့ဘူးကွာအဲဆောင်တော်လန်ရေးမနိုင်မချင်းအာနာယူမချဆုံးမချင်းငါတို့မြန်မာပြည်သူပြည်သား94တန်းမလွတ်မြောက်မချင်းငါတို့သွေးအေးလို့မရဘူးနောက်ဆောက်လို့မရဘူးအဆုံးပေးလို့လည်းမရဘူးရတဲ့နေနဲ့ဒီအာနာစင်ကိုအမြင့်ဖြတ်မယ်ခြေမုံးမယ် နော်ငါတို့ဒီတစ်ခါနိုင်အောင်တိုက်မယ်နော်နိုင်တဲ့အထိလည်းငါတို့လောက်သွားမယ်တို့ရောက်မှတိုင်ငါတို့အကလုံးခံရမယ်အကြောင်းအကလုံးမခံချင်ဘူးနော်ငါတို့အိမ်မရောက်ခင်ငါတို့ဘယ်လိုမျိုးကြိုတင်ကာကွယ်ရမလဲဆိုတာသူများအာနာစင်ကိုတော်လန်တဲ့အချိန်မှာရရနေနဲ့ပါဝင်ပါလူအင်အားငွေအင်အားညံအင်အားအုံနောက်အင်အားပါဝင်ပေးကြပါလို့ပြောချင်ပါတယ်အဲ့လောက်ပဲနော်อืมဆိုတော့မမိုးကလေဟိုကရင်ပြည်နယ်ကိုတော်တော်စိတ်နာသွားတာဗျအဓိကကရင်လက်နက်ကိုင်တချို့ကရင်လက်နက်ကိုင်တွေပေါ့ အဓိကအများဆုံးကတော့ဒီ BGA တို့ DKBA တို့ပေါ့နော်အပြုအရင်တခြားသူဘာမှမဆိုနောက်ပိုင်းမှာသူ KB နဲ့အတွက်ကိုလုံးဝကိုအလူမခံပြီးတော့ပဲနဲ့အညာအတွက်ကိုပဲသူလုတ်ပြီးတော့တယ်ဆိုတော့ပြောချင်တာကပါလဲဆိုတော့အာနာရှင်နဲ့ပေါင်းတဲ့ကောင်တွေများနေတော့လေသူ စိတ်နာတဲ့မှာတယ်ဒီပြည်နယ်ကလေစိတ်နာတဲ့မှာတယ်တို့အဓိကဟိုကျွန်တော်တို့ PDF တွေတိုင်းတဲ့နဲ့ကရင်တဲမှာလေ KB နဲ့မှာတကယ်တိုက်နေတဲ့လူတွေကစစ်အာနာရှင်နဲ့တိုက်နေတဲ့လူတွေကလက်ချိုးကြီးလို့ရပါတယ်အဖွဲ့ဆိုတော့လက်ချိုးကြီးလို့ရတယ်ဆိုတော့ စစ်တပ်နဲ့ပေါင်းနေတဲ့ကောင်တွေကများနေတာပေါ့အဲဒါကြောင့်မို့လဲဘော်ဒါဘောတို့ဟလာလောက်ရောက်ကန်ရခတ်နေတယ်ဆိုတာဟာမျိုးကြီးလဲမိသားစုတွေကိုသိစေချင်တယ်ဗျာဒီကတော့ပံမိုးကတော့နောက်ပိုင်းခင်းပြီးနေတယ်တို့စိတ်နာသွားဖို့ရပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်မသိဘူးနောက်ပိုင်းသူအညာတော့ကိုပဲဒီကထားပြီးထောက်ပံ့နေတယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့နောက်တစ်ဗီဒီယိုဖိုင်လေးတစ်ခုကြည့်အောင်ပါဒါကတော့ဆရာကိုသိမ်းမြတ်ဖြစ်ပါတယ်ဒီဆရာကိုသိမ်းမြတ်ကဒါကျွန်တော်တို့ဆရာနာရှင်တွေရဲ့လက်ထဲမှာတရက်ရှိနေသူရဲ့တော်လိုင်းရေးမပြီးသေးဘူးဆိုတဲ့အကြောင်းကိုဆရာကဒီလိုလေးပြပြလာပါတယ်နောက်ထောင်ကြည့်အောင်ပါ စေအုပ်စုကစစ်ကိုရက်ချင်တဲ့ပုံစံကတော်လိုင်းသမားလူငယ်တွေဆင်နွှဲနေကြတဲ့စစ်တွေအကုန်ရက်ပြီးတော့သူတို့စေအုပ်စုကဒတိုင်းတပြည်လုံးကိုစိုးမိုးချေလဲထားတဲ့အခြေအနေအတိုင်းအရင်လိုပြန်ပြီးတော့လက်ခံစေချင်တာပါအရင်အခြေအနေကိုပြန်သွားချင်တာပါစေအုပ်စုလက်ကအခြေအနေကိုပြန်သွားစေချင်တာပါရှင်းရှင်းပြောရလို့ရှိရင်တော်လိုင်းသမားတွေအကုန်လုံးလက်နက်ချကြဖို့လိုလားတာပါ တော်လိုင်းသမားလူငယ်တွေလိုလားနေကြတာကတော့သူတို့အကြိမ်ကြိမ်ကြွေးကြော်ပြီးတာပါအာနာရှင်စစ်တပ်အမြစ်ဖြတ်ဖက်စစ်စစ်တပ်အမြစ်ဖြတ်ဆိုတာပါပဲအဲ့ဒါတော့ကြွားချနေပါတယ်အဲ့ဒါတော့ကြွားချနေလို့လဲစစ်ကိုရက်လို့မရတာပါစခဲ့တဲ့သူကပဲစစ်ကိုရက်မှာပါဟုတ်တယ်ကျွန်တော်ပြောတဲ့စကားကိုပြန်စဉ်းစားကြည့်ပါစစ်ကိုဘယ်သူစခဲ့တာပါလဲ NUG စခဲ့တာလားလူငယ်တွေစခဲ့တာလား တကယ်တော့စစ်ကိုစခဲ့တဲ့သူဟာစေအုပ်စုကိုယ်တိုင်ဆိုတာကိုတိတိချာချာရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့လိုအပ်ပါတယ်စစ်ကိုစခဲ့တဲ့စေအုပ်စုဟာအခုထိသူ့လောက်ရတွေကိုမရက်သေးပါဘူးရက်လိုတဲ့စန္ဒကိုလည်းနည်းနည်းမှမဖော်ပြသေးပါဘူးဒီလိုအချိန်မျိုးမှာတော်လိုင်းရဲ့ဘက်ကစစ်ကိုရက်ကြရအောင်မာဆိုတော့စေအုပ်စုကရည်မှာပေါ့ဗျာမင်းတို့ရက်ချင်နိုင်ရက်လို့ရမလားငါတို့ကတက်လို့မဝသေးဘူးလို့သူတို့ကပြောခဲ့လို့ရှင် မတို့ဘာပြန်ပြောကြမလဲဒီချိန်မှာစစ်ရရအောင်မှာပြည်တွင်းစစ်ရက်ဆက်ရအောင်မှာလို့ပြောတဲ့စကားကိုဘာသာပြန်မယ်ဆိုလို့ရှိရင်အတိတ်ပဲတမျိုးပဲထွက်ပါတယ်လက်နက်ချရဲဆိုရဲအတိတ်ပဲပါပဲစစ်ကိုရက်ဆဲဖို့အတွက်တော်လိုင်းရေးသမားတွေဘက်ကစလုပ်လို့မရပါဘူးစစ်အုပ်စုဘက်ကစလုပ်ရမှာပါတော်လိုင်းရေးသမားတွေဘက်ကစလုပ်လို့ရတာတခုကတော့လက်နက်ချတာပဲရှိပါတယ်လက်နက်ချတာဆိုလို့ရှိရင်ချကျင်တဲ့သူတွေကိုယ်ပါသာချလိုက်ကြပါစစ်အုပ်စုကအဲ့ဒါကိုတော့ဝမ်းမြောက်ဝမ်းသာကြိုးစားကြပါလိမ့်မယ် အဓိကအလေးနဲ့ထားစဉ်းစားရမယ့်အချက်ကစစ်ကို တော်လိုင်းရေးသမားလူငယ်တွေက စခဲ့တာမဟုတ်ဘူးဆိုတဲ့အချက်ပါ NUG ကစတာပိုးလို့တောင်းမှမဟုတ်သေးတယ်လို့ပြောရမှာပါလူငယ်တွေကလက်နက်ကန်ပြီး တော်လှန်လို့ NUG ကမလွဲတာမရှောင်တာနောက်ကနေလိုက်ပါအားပေးခဲ့ရတာပါကိုမစတဲ့အရာကိုကိုကအဆုံးတက်ချင်လို့မရပါဘူးစတဲ့လူကရက်ပေးမှအဆုံးတက်မှာပါပြည်သူ့စစ်ကိုစစ်အုပ်စုကစပါတယ် ခုခံတော်လှန်စစ်ကိုလူငယ်တွေနဲ့ပြည်သူလူထုကိုယ်တိုင်ကစပါတယ်။အဲ့ဒီခုခံတော်လှန်စစ်ကိုဘယ်နိုင်ငံရေးသမားကမှလွယ်လွယ်နဲ့လက်နက်ချကျင်နိုင်ချလို့မရပါဘူး။မယုံရင်မယုံတဲ့လူစန့်ကျင်နေပါတယ်။ဒေါအောင်ဆန်းစုကြည်ထွက်တားရင်တောင်မှလူငယ်တွေကတော့လွယ်လွယ်နဲ့လက်နက်ချမယ်မထင်ပါဘူး။ဒါကစစ်ရက်ဆဲမယ်ပြည်တွင်းစစ်ရက်ဆဲမယ်ဆိုတဲ့စကားရဲ့လက်တွေ့မကြဘူး။အလုံးမဖြစ်နိုင်ပုံနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ဆွေးနွေးချက်ပါ။ 2008အချိန်ကဥပဒေဖျက်သိမ်းပေးခဲ့ရင်လက်နက်ကိုင်ဝင်ကြီးဌာနသုံးခုကိုအရသာအစိုးရလက်အောက်မှာထားခဲ့ရင်ဆရာနာရှင်စနစ်မြိုကျသွားပြီလို့ထင်နေတဲ့သူတွေတော်တော်များများရှိကြပါတယ်။တိတိချာချာပြန်စဉ်းစားကြည့်ပါ။အဲ့ဒီတိုင်ဟုတ်ရလား။သိကြရလား။ကျွန်တော်အမြင်ကိုပြောပါမယ်။စစ်တပ်ဆိုတဲ့ institution ကြီးမှာဆရာနာရှင်ဗိုလ်ချုပ်ကြီးတွေကကြိုးကန်ချဲလဲနေအောင်မယ်ဆိုရင်ဥပိုင် MEC နဲ့စစ်မိသားစုတွေရဲ့ကြောက်စိမ့်ကုမ္ပဏီတွေတယ်လီကွန်း ဆက်သွယ်ရေးကုမ္ပဏီတွေတွင်းကုန်ထုတ်ကုန်ကုမ္ပဏီတွေလက်နက်ပေါ်ကြခရိုနီတွေရဲ့ကုမ္ပဏီတွေရှိနေသေးသမျှစစ်အာဏာရှင်စနစ်ဆက်ရှိနေပါအောင်မယ်ဟုတ်တယ်2008အချိန်ကဥပဒေကိုဖျက်သိမ်းပေးမယ်လက်နက်ကိုင်ဝန်ကြီးဌာနတုံးကူကိုလည်းအရသာဆိုးရလက်အောက်မှာထားပေးမယ်ဒါပေမဲ့ပြည်သူလူထုရဲ့ဆန္ဒပြပွဲကြီးတွေဖြစ်လာလို့ရှိရင်ပြစ်တတ်မယ်ဆိုတော့အာပဲခင်ဗျားတို့ကျွန်တော်တို့ဘာလုပ်ကြမလဲအဲ့ဒါကိုဘာနဲ့ကာကွယ်ကြမလဲသူတို့လူတွေမဲမနိုင်လို့ အာနာထက်သိမ့်မယ်ဆိုတော့ကျွန်တော်တို့မလုပ်ကြမလဲအချိန်မီ၍အာနာသိမ့်နိုင်တဲ့အခွင့်အရေးဟာသူတို့လက်ထက်မှာရှိနေသေးသမျှစစ်အာနာရှင်စနစ်ဆက်ရှိသေးတယ်လို့ပြောရမှာပါဒါကိုမမေ့ပါနဲ့စစ်အာနာရှင်ရဲ့လက်ထက်မှာတနက်ရှိနေသေးသမျှတော်လိုင်းရေးမပြီးသေးဘူးလို့ပဲသတ်မှတ်ရမှာပါဟုတ်တယ်အဓိကတော့သူတို့စတယ်သူတို့စခဲ့ပေမဲ့ ျွန်တော်တို့တွေလည်းအဆုံးသတ်ပေးလို့ရတယ်လို့သူတို့ကိုယ်တိုင်လည်းအဆုံးသတ်ပေးလို့ရတယ်ကျွန်တော်တို့ဘက်ကလက်နဲ့ချအញ្ញအញ្ញခံလို့ပဲရမယ်အလင်းဝင်နေဆိုတဲ့စကားကိုမသုံးပါဘူးဘာလို့ဆိုကျွန်တော်တို့အလင်းဝင်ရမယ်လူတွေမဟုတ်ဘူးတကယ်တကယ်အလင်းဝင်ဒီကောင်တွေကဝင်ရမှာဒီကောင်တွေအမောင်နေရသူတွေဆိုတော့တေးချာတစ်ခုကတော့ဒီဟာကိုအဆုံးသတ်ပေးမှာတော့ဒီလူငယ်တွေဒီပြူတွေဒါဖြစ်တယ်နောက်တစ်ခုကကျတော့ဆက်တက်တာဖြစ်ပါတယ်ဆိုတော့ဆက်အာနာရှင်တွေတနက်ရှိနေသေးရောဒေါ်လာကြီးကမပေးသေးပါဘူးဆက်ပြီးတော့မှကျောင်းအောင်မှာဖြစ်ပါတယ်အဲ့ဆက်ကြုံမယ်ဒီကောင်တွေလည်းတနက်ကစကိုင်းဆိုတော့ဆက်ကြုံရုံပဲရှိပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးများအိမ်တမပါတယ်နောက်တစ်ခေါက်မှပြန်ဆက်တွေ့ပါမယ် မင်္ဂလာရှိတဲ့တော်လည်နေ့ဖြစ်ပါစေ။ Radar Review YouTube Channel ဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာကြီးကိုယ်ကြီးကျန်းမာကြီးနဲ့တလုံးတော့ပြည့်ဝနိုင်ကြပါစေဗျာ။